မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းဒေသကြီးဒဝဲခရိုင်လောင်းလုံးမြို့နယ်မှာစစ်ကောင်စီရဲ့လမ်းကင်းအဖွဲ့ငယ်တခုကိုဒီကနေ့မနက်ပိုင်းမှာတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်ကတေဆုံးထိခိုက်မှုရှိခဲ့ပြီးတော့လက်နက်ခဲယမ်းတချို့ကိုတိမ့်ပတ်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဩဂတ်လ28ရက်နေ့မနက်9:00နာရီခွဲပတ်ဝန်းကျင်မှာလောင်းလုံးမြို့နယ်တောက်ကြပြင်းရွာနယ်ခလာရ104တရင်ကြားလမ်းပိုင်းမှာခလာရ104တရင်ကကြောင်းကားအသွာအပြန်အတွက်လမ်းကင်းလုံခြုံရေးယူပေးရန်ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုပြစ်ခတ်မှုဖြစ်ပွားချိန် 3မိနစ်ခန့်သာကြာမြင့်ခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးတိတ်ဆုံးပြီးတအုပ်ကတော့ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒဏ်ရာရပြီးတော့လွတ်သွားတာလို့ဘာထူးတက်မတော့တရင်နဲ့ပြန်ကြားရေးတာဝန်ခံတာဝန်ရှိသူရဲဘော်ထက်မြက်ကပြောပြထားပါတယ်။တိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်ထံကနေပြီးတော့ MA1 တက်လက် MA2 တက်လက်နဲ့ကြီးစံများ လက်ပြဘုံအီနာဂါဘုံသည်စကားပြောစက်နဲ့ဆေးသုံးဆောင်ပစ္စည်းတချို့ကိုတင်စီရရှိခဲ့တယ်လို့အသိပေးထားပါတယ်စစ်ကောင်စီရဲ့လက်ကင်ထုတ်များဖြစ်ကြတယ်ပြူစောတိများပြည်သူစစ်များနဲ့စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအနေနဲ့တနိုင်ငံလုံးအတိုင်းအတာကြာဆုံးမှုပေါင်းများစွာနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီတပ်ကိုစွန့်ခွာပြီးတော့ပြည်သူရင်ဝင်ကိုအ мян ဆုံးခိုးလုံဝေရောက်ကြရန် BHA ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဗကိုးတိုင်းလက်ပဒန်းမြို့နယ်ဗကိုးယုံမအဆက်မှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့များကြားဩဂတ်စ်လ28ရက်နေ့ညနေပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ရမှာစစ်ကောင်စီဘက်ကတပ်မ66လက်အောက်ခံတပ်ရင်းမှုတအုပ်အပါအဝင်အများပြားတိုက်ဆုံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဩဂတ်စ်လ28ရက်နေ့ညနေပိုင်းကလက်ပဒန်းမြို့နယ်အုတ်ဖို့စုရွာနဲ့ရင်းငန်ရွာများမှာဝင်ရောက်ကနေအိမ်များကိုဖျက်ဆီးပြီးတော့ဗကိုးယုံမအဆက်ကိုရောက်ရှိလာတဲ့ အင်အားတရားဝင်းကျင်ပါစစ်ကောင်စီတပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၎င်းကပြောဆိုထားပါတယ်တိုက်ပွဲကြာချိန်တနအိကန်ကြာမြင့်ခဲ့ပြီးတော့စစ်ကောင်စီဘက်ကတမ66လက်အောက်ခံတရရင်မှုတအုပ်အပါအဝင်အများပြားတေဆုံးခဲ့တယ်လို့ကနဦးသိရှိရကြောင်း တရရင်383ညနှစ်ကတာဝန်ရှိသူကဆက်လက်ပြောပြထားပါတယ်စစ်ကောင်စီတွေဘက်ကအသေးပြောက်များတယ်ဒါပေမဲ့ drone နဲ့ဘုံတွေကျဲတာရောလက်နက်ကြီးနဲ့ပစ်ကူတာတွေရောကြောင့်အလောင်းပုံတွေတော့မှတ်တမ်းမယူလိုက်နိုင်ဘူးလက်နက်တွေတောင်မှမကောက်လိုက်ရဘူးလို့၎င်းကရှင်းပြထားပါတယ်။ထိတွေ့တိုက်ပွဲမှာတော်လိုင်းရဲဘော်တအူမစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီးတော့ drone နဲ့လက်နက်ကြီးပစ်ကူများကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းတရင်38 3ရက်နဲ့ထံကနေပြီးတော့သိရှိရပါတယ်။ဒါ့အပြင်အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ August 24ရက်နေ့ကလည်းရင်းငန်ရွာအနီးတော်လိုင်းတပ်ဖွဲ့များရဲ့တိုက်ခိုက်မှုကြောင့် အယောက်20ကျော်တေဆုံးက10ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်မျိုးစုံအလက်30ကျော်နဲ့ခဲယမ်းများကိုတင်စီရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဘက်ကတေဆုံးသူများထဲမှာအယရှိ9ဦးပါဝင်ပြီးတော့တမ66ကဘုံမူးအဆင့်1ဦး၊ဗိုလ်ကြီးအဆင့်1ဦး၊ရဲတပ်ရင်း30ကရဲအုပ်အဆင့်1ဦးနဲ့ဒူရဲအုပ်အဆင့်2ဦးတို့ဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီစစ်ကြောင်းကိုတာယာဝရီခရိုင်တိုင်ရင်း383ကနဲ့တက်ခွဲ2356နဲ့ က်ရင်3833တို့ကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်တပ်စစ်ကြောင်းကအထိနာသွားတဲ့အတွက်ပြန်လဲဆုတ်ခွာသွားပြီးတဲ့နောက်မှာအင်အားများပြန်လဲဖြည့်တင်းကရိုးမအနီးမှာရှိတဲ့အုပ်ဖုစုရေငန်အပါဝင်ကျေးရွာတချို့ကိုဝင်ရောက်ပြီးတော့စစ်ကြောင်းထိုးလဲရှိတယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့တိုက်ပွဲဖြစ်ပွားရာအနီးနားကအုပ်ဖုစုရွာနဲ့ရေငန်ရွာကနေအိမ်များကို ဩဂတ်လ28ရက်နေ့မနက်ပိုင်းမှာဝင်းရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗါဒါအပြင်အုပ်ဖို့စုရွာဖုန်ကြီးကျောင်းကဦးစင်တပားကိုလည်းလက်ပြန်ကြိုးတုပ်ဖမ်းဆီးကဒေသခံပြည်သူတချို့ကိုလည်းဒဇာကန်အဖြစ်နဲ့ဖမ်းဆီးထားတယ်လို့စုံစမ်းသိရှိရပါဗါ NUG ကကွယ်ဝင်ကြီးဌာနကစစ်တောင်းမြေဝန်ဆိုးမှုရေးနဲ့ပဲခူးကျုံမှထိုးဖောက်ရေးစီရေးစီမံချက်များချမှတ်ထားပြီးဖြစ်ကစီရေးလှုပ်ရှားမှုများကိုဆောင်ရွက်လျက်ရှိကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမြောင်မြို့နယ်ကြောက်ရဲနယ်မြေရဲစခန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးပြီးလေကြောင်းပစ်ကူရောက်ရှိလာတဲ့အတွက်စခန်းသိမ်းနိုင်ခြင်းမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ23ရက်နေ့မနက်8နာရီအချိန်မှာမြောင်မြို့နယ်ကြောက်ရဲကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့နယ်မြေရဲစခန်းကိုသခိုင်းခရိုင်အမှတ်လေးတပ်ရင်း MSPDF နဲ့အတူတော်လိုင်းမဟာမိတ်တပ်ဖွဲ့များကစစ်ကြောင်း3ကြောင်းခွဲပြီးတော့လက်နက်ကြီးလက်နိုင်ငယ် Multi Wings ရှားထူဝနီးပညာတိုက်ခိုက်ရေး face wing drone များနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ရာမွန်လွဲတနအီကန်းအထီကိုတိုက်ပွဲတွေကြာမြင့်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲစတင်ချိန်ကစပြီးတော့ရေစကြုံမြို့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းကဟောင်ဝါဇာလက်နက်ကြီးနဲ့ပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တဲ့အပြင်နေ့လယ်၁၂နာရီအချိန်မှာစခန်းသိမ်းပိုက်မိရန်အနည်းငယ်လိုအချိန်မှာစစ်ကောင်စီရဲ့တိုက်လေရဲနက်စီးနဲ့ပြစ်ကူပေးပြီးတော့ဘုံကျဲတိုက်ခိုက်မှုကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်၂ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းအပါအဝင် ်73ထိခိုက်ဒဏ်ရာရရှိကပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်ရှေ့ကဘန်ဂါတွေလည်းပြိုကုန်ပြီးဘန်ဂါထဲမှာပြစ်နေတဲ့သူတွေလည်းနောက်ပြန်ဆုတ်ပြီးတော့ပြေးသွားတာမြင်နေရတယ်စခန်းသိမ့်ပိုက်ခါနီးမှာမှ လေရင်ကရောက်လာတာလေရင်မလာရင်အဲ့စခန်းကရနေပြီ ပေတဲ့သူတွေကိုညမောင်ရည်တဲ့အချိန်မှာ၄လောင်းတစ်ခါမြုပ်တယ်နောက်တစ်ခါ၃လောင်းတစ်ခါမြုပ်တယ်စိုက်တွဲနဲ့တဲပြီးတော့တိတ်တဆိတ်မြေမြုပ်ကြိုလိုက်တာလူမသိသူမသိညကြမှာခိုးပြီးမြုပ်နေတာအခုဆိုရင်ကြောက်ရက်ထဲကိုပြည်သူတွေအဝင်မခံတော့ဘူးနင်းမိုင်းတွေလည်းပတ်ပတ်လည်ထောင်ထားတယ်လို့သကိုင်းခရံအမတ်လေးတက်ရင် MSPDF ကသတင်းနဲ့ပြန်ကြားရေးတောင်းကလွင်ကူးကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုသကိုင်းခရံအမတ်လေးတက်ရင် MSPDF စစ်ကြောင်းကမြင်းကြံခရံအမတ်၃တက်ရင်မြင်းကြံခရံအမတ်၈တက်ရင်မြင်းကြံခရံအမတ်၁တက်ရင်သကိုင်း District Drone Force SDDF ်မြောင်ကြီးရွာတပ်ပေါင်းစုသွေးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့မိထီလာခရိုင်အမှတ်နဲ့တိုင်ရင် CDS ဆိုတဲ့မြောက်ပိုင်းတပ်ခတ်ရေးဘူးဆက်ကြစစ်ကြောင်း MRF support စစ်ကြောင်းနဲ့တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခက်ခဲတွေကြားတဲ့ကနေပြီးတော့နေ့စဉ်တင်ဆက်ပေးနေတဲ့ Revolut Burma News Channel ကို like နဲ့ subscribe လုပ်ပေးခြင်းအပြင်တော်လိုင်းရေးကိုကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ အခုလိုမျိုး like and subscribe လုပ်ပေးခြင်းဟာမြေပြင်ကရဲဘော်များနဲ့စစ်ပေးဆောင်ပြည်သူများကိုတစ်ဖက်တစ်လမ်းကနေပြီးတော့လှူဒန်းပေးနေခြင်းဖြစ်တဲ့အတွက် like and subscribe လုပ်ပေးကြသူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းမြောက်ဒေသကနေဆုံးရှုံးခဲ့ရတဲ့မျိုးကြီးများအပါအဝင်နိုင်ငံတော်ကစစ်တပ်လက်လွတ်လိုက်ရတဲ့နေမြေများကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်မဟာဗျူဟာမြောက် ထိုးစစ်ကြီးများကိုစစ်ကောင်စီကလာမဲ့ပွင့်လင်းရာသီမှာစတင်ရန်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်ကဆုံးရှုံးထားတဲ့နေမြေများကိုရနိုင်သမျှအမြန်ဆုံးပြန်လည်ရရှိနိုင်ရေးဥတီထားတဲ့စစ်ကောင်စီရဲ့မဟာဗျူဟာမြောက်ထိုးစစ်မှာ ဒုစစ်ခေါင်းဆောင်စိုးဝင်းကဥဆောင်မှာဖြစ်ပြီးတော့တခြားတစ်ဖက်မှာလည်းပြည်သူလုံခြုံရေးအဖွဲ့အများကလည်းပါဝင်ကြမှာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစီမံချက်အတွက်စစ်ကောင်စီကအချိန်ယူပြင်ဆင်နေပြီးတော့လူသူလက်နက်ခဲယမ်းများနဲ့ရိတ်ခါများကိုပါကြိုတင်စုဆောင်ပြင်ဆင်လျက်ရှိတယ်လို့သိရပါဗျ။လာရှုံမှာရှိတဲ့အရှိမောက်တိုင်းစစ်ဌာနချုပ်ကိုစစ်ကောင်စီကဆုံးရှုံးခဲ့ရပြီးတဲ့နောက်စစ်တပ်အတွင်းမှာဗျူဟာများကိုပြန်လည်သုံးသပ်ရမှာ ခုခံစစ်တစ်ခုတည်းမဟုတ်ဘဲနဲ့ထိုးစစ်များကိုပါဟန်ချက်ညီညီဆောင်ရွက်ရန်ပြည်သူများပါဝင်တဲ့ထောက်ဖို့လမ်းကြောင်းနဲ့ခုခံကာကွယ်ရေးစနစ်တရက်ကိုထူထောင်ခြင်းများအပါအဝင်ထိုးစစ်အတွက်ပြင်ဆင်မှုများစွာကိုပုံစံသစ်ဗျူဟာသစ်အဖြစ်နဲ့ပြောင်းလဲချမှတ်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုက်ကလာရှုရမခရှမ်းမြောက်အပါအဝင်တနိုင်ငံလုံးမြို့ပေါင်း80ကျော်ရှိတဲ့နယ်မြေများစွာဆုံးရှုံးပြီးတဲ့နောက်မှာ စစ်စင်ရေးနဲ့ဆက်ဆက်နေတဲ့စစ်ဘက်နဲ့ရဲဘက်အစည်းအဝေးများမှာလုံဆောင်တင်တာများကိုလုံဆောင်ရန်အချိန်ကျပြီလို့မကြာခဏတဖော့ဖွာပြောဆိုနေတယ်လို့သိရပါဗျ။ဒါ့အပြင်2025ခုနှစ်မှာစစ်ကောင်စီကရွေးကောက်ပွဲကျင်းပရန်စစ်ကောင်းဆောင်မင်းအွန်လိုင်းကမကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုပြီးတဲ့နောက်အဲ့ဒီရွေးကောက်ပွဲမတိုင်မီရနိုင်သမျှနေမြေများကိုပြန်လည်သိမ်းပိုင်နိုင်ရေးအတွက်ထိုးစစ်ဆင်ရန်စစ်စင်ရေးစီမံချက် ရေးဆွဲလာခြင်းဖြစ်ကြောင်းတင်ပြရရှိပါရခင်ဗျာ။ ဆလာဘီတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်နဲ့ငန်းစုံမြို့နယ်တို့မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်တပ်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ၅ဦးသေဆုံးပြီးကလင်းငယ်၃ဦးအပါအဝင်ပြည်သူ၅ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ဩဂတ်စ်လ28ရက်နေ့မွန်လွယ်တနာရီ30မိနစ်ခန့်မှာနထိုးကြီးမြို့နယ်လက်ဝဲမြင်းဒီကျေးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်တပ်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာအသက်9နှစ်နဲ့8နှစ်အရွယ်ကလေးငယ်2ဦးနဲ့အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဖုန်ကြီးချောင်းလဲပြိုကျပျက်စီးခဲ့တယ်လို့သိရပါတယ်။အလားတူပဲငန်းစော်မြို့နယ်ငန်းမြကြီးကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ9ဦးသေဆုံးပြီးတော့အသက်17နှစ်အရွယ်ကလေးငယ်2ဦးအပါအဝင်2ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ်လ28ရက်နေ့မွန်လွယ်တနာရီ7မိနစ်ခန့်မှာတိုက်ပွဲဖြစ် ဘွားချင်းမရှိဘဲနဲ့ငန်းဆောင်မျိုးနဲ့ငန်းမြကြီးကြေးပါကိုအချက်ဘတ်ဆက်တက်ကလေးချောင်းကနေဘုံကျက်တက်ခဲ့ရာအသက်80အရွယ်အမျိုးသားတအူ အမျိုးသမီးတဦးတေဆုံးပြီးတော့အသက်17နှစ်နဲ့အသက်25နှစ်အရွယ်အမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်စာတင်ကျောင်းဆောင်တဆောင်နဲ့လူနေအိမ်3လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။လက်ဝဲမြင်းနေမှာကျဲတာကဖုန်ကြီးကြောင်ပြိုကျပျက်စီးသွားတယ်။ကလေး2ယောက်မှာတစ်ယောက်ကပေါင်ထိတယ်။တစ်ယောက်ကတော့6ယောက်နှစ်ဖက်လုံးဖျက်လိုက်ရတယ်။အမျိုးသမီးတယောက်လည်းမစိုးရင်ကဒဏ်ရာရတယ်။ငန်းမြကြီးမှာကစာတင်ကျောင်းတဆောင်ရဲ့လူနေအိမ်3လုံးရဲ့ပျက်စီးသွားတယ်။ ်သေဆုံးသူကအဖိုးတဦးအဖွားတဦးသေးတာဒဏ်ရာရတာကမင်းကလေးနှစ်ယောက်ဒဏ်ရာရတာအသက်၁၇နှစ်အရွယ်ကလေးတစ်ယောက်ပါတယ်မစိုးရင်ရဘူးလို့ဒေသခံတရင်အေးမြစ်ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ